မင်္ဂလာပါနော်။နွေဦးမိသားစုပေါင်းတို့ရေနွေဦး Family Channel လေးကနေလဲကြိုဆိုလိုက်ပါတယ်ရှင်။ဒီကနေ့မှလည်းဆရာခက်စော်ရေးသားထားသောတဝယ်နေစီဝတ္ထုမှအခန်းကုန်ကိုဆက်လက်ပြီးတော့ညဝေဖက်ပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်။တဝယ်နေစီအခန်းခွန်ရှင်ကျော်မလွေကွန်ထံပွဲမှာမင်းမြစ်တာ ရှေကပြု တိခုတိပါသစ္စာမချို့နေရာတို့မရှို့ပန်ဦးညွတ်အဖူရှေးဦးနုံကပန်းမမေခက်လလန်စီမတချင်းတန်တဲတဲကြောင်ရသဖြင့်ជីကြီးကဆိုင်ကယ်ကိုရက်လိုက်သည်ရှေ့မှာရွာနေပြီလားစုံစင်ပြားဆိုတဲ့ရွာရှိတဲ့နေရာကတော့နေလေကလေးကကြော်လာခဲ့ပြီ။ကြားထဲမှာဝါးခုတ်တိတ်ခုတ်တဲ့တောတိုက်လေးတွေတော့ရှိနိုင်တယ်။သူတို့နဲ့တွေ့ရင်တော့ ဝင်းကပေါ်ကိုသွားတဲ့လမ်းမေးလို့ရမှာပဲထိုးစင်းတချင်းတန်ကရုတ်တရက်တိတ်သွား၏ကျမတို့ဆိုင်ကယ်စတန်ကို သူတို့ကြားသွားပြီးတင်နေရှင်ဒီနေရာမှာငင်းငင်းနေအနီးစီခြုံပင်အုပ်အုပ်ရှိရာသို့မောင်ရင်ကိုတွေ့ပို့လိုက်သည်ထိုးနောက်ဆိုင်ကယ်ကိုလည်းအနီနာသို့တွန်လာပြီးလှဲချထားလိုက်၏ကြည်ကြည်က၆လုံးမျိုးတနက်ကိုကင်ကမြေကြီးပေါ်တွင်မိချောင်းတက်ပုံစံဖြင့်ရှေးသို့တက်သွားသည် မြေပြင်ကိုနားနေကက်ကခြေတန်လာရအရက်ကို နာဆွင်နေလိုက်၏တဝေသားတဝေသားဒေမူလေးအနောက်မအတန်တကူကြောင့်ជីကြီးကဇက်ကနေပလက်လန်ချွာကချော့လုံးပြူတနက်ဖြင်ချိန်လိုက်၏လက်ထဲတွင်ဓမရှိကိုကင်ထားသည့်အဖိုးအိုကជីကြီးကိုပြုံးပြသည်အဖိုးအိုဤကြောကုန်းတွင်လည်းဒူးလေးကိုလွှဲထား၏မြေကြီးမှမှောက်ပြီးပါကိုချောင်းနေတာလေမိစု ရှင်မဲ့သူလဲလက်ထရထားကိုချထားမဟုတ်ရင်ပြစ်မှာနော်ထိုအချိန်တွင်ခြုံထဲ၌ပုံနေသော မော်ရင်ကခြေထောက်တစ်ဖက်ထုတ်နေပြန်ထွက်လာသည်ជីជីခဏနေပါဦးဒီလူက ရွာသားထင်ပါတယ်ဟေးဘဘခမရပဲရွာသားလဲဓမ္မရှိကိုင်းသားတို့ကမော်ရင်ကိုတစ်ချက်ကြည့်လိုက်ဤငါကျွဲချံကဆော်လာလာပဲဖာစုနင်ကရောဘယ်ကလဲ ဖာတီကျွန်တော်တို့ဝင်းကဘော်ကို သွားကြမလို့ပါမနေ့ကရက်ကဒီတော်ထဲမှာလမ်းပြောင်းနေတာ ခမရလမ်းပြနိုင်မလားဆောလာလန်းဆိုတော့အဖိုးအိုကជីជីလက်ထဲမှာ၆လုံးပြူတနက်ကိုတချဲကြည့်လိုက်သည်နင်တို့ပါတီဘက်ကလူတွေလားမော်ရီနဲ့ជីជីတို့တယောက်မျက်နှာတယောက်ကြည့်လိုက်ကြ၏နင်တို့ကိုဗိုလ်မှူးကြော်တင့်လူတွေလားလို့မင်းနေတာဟုတ်ပါတယ် ကျွန်တော်တို့ဝင်းဝစကန်းကနေဆုတ်လာခဲ့ကြတာပါအေးငါနဲ့တွေ့လို့ကံကောင်းတာကွာနင်တို့ဝင်းကဘော်ကိုမတော်ကြနဲ့တော့တောင်ပြောက်ဘက်ကရွာတွေမှာ ပမာစစ်သားတွေအများကြီးရောက်နေတယ်အလေစုကရင်တောင်ပြောက်ကျွဲချံကြားမှာစစ်ကြောင်းတွေထိုးထားတယ်ဝင်းကဘော်ကသခင်ပစီတို့လဲပုံမှုကြော်တင့်လို့ရှိတဲ့စော်ဖျားကိုဆုတ်သွားကြပြီပါတီက ပုံမှုကြော်တင်ကိုသိလို့လားငါကအရင်က KNTO ရဲဘော်ဆိုပေမဲ့အခုတော့မုတ်ဆိုးလှုပ်ရှားတဲ့သူပါပြီးတော့နင်တို့ကွန်မြူနဲ့ကောင်းဆောင် တခင်စင်နဲ့ငါတို့ကောင်းဆောင်ကြီးမန်းပါဆန်က52ခုနှစ်ကလေးကမဟာမိတ်စာချုပ်လက်မှတ်ထိုးပြီးသားပဲလေနင်တို့ပုံမှုကြော်တင်ကဂျပန်ခေတ်ကလေးကငါတငယ်ချင်းပဲဟာသူ့လူတွေကိုငါကူညီရမယ်မောင်ရင်ကជីជីကိုမျက်ရည်ပြလိုက်သည် ချီချီကမြေကြီးတွင်လဲနေရာမှထပြီး၆လုံးမျိုးတနက်ကိုခါရင်ထိုးလိုက်၏ဝင်းကဘော်ကိုလည်းသွားမရတော့ဘူးဆိုတော့လောလောဆယ်တော့ရှေးနားမှာငါမုံဆိုးတဲရှိတယ်မင်းတို့ငါနဲ့အတူအဲ့ဒီမှာခနာခုန်နေပေါ့မနေ့ကဝါကုတ်လာတဲ့ယာသားတွေပြောတာတော့စစ်တပ်ကအရေးကြီးတဲ့လူတယောက်ကို လာရှာတာလို့ပြောတာပဲဝင်းမမှာလဲလူတွေတက်သွားတယ်တဲ့ကဲဘလို့လုံးမလဲမကြီးကြီး ဒီအတိုင်းဆိုရင်ဝင်းကဖို့မှာရှိတဲ့ခမည်းတော်မှာမိုးကြီးလဲတခင်ဘစီတို့နဲ့အတူစော်ဖျားဘက်ကိုဆုတ်သွားတော့ပြီစစ်ကြောင်းတွေရလေပက်ချလေထိုးနေတာဆိုတော့စော်ဖျားဆိုတာကဒီကနေ -30 လောက်တော့ဝေးတယ်လမ်းကျွမ်းတဲ့သူတွေတောင်တရက်ခေကြီးသွားရတာဗျလမ်းမှာစစ်ကြောင်းတွေတိုးရင်ကျုပ်တို့ဒုက္ခရောက်မယ်ជីကြီးကခေတောင်များစဉ်းစားနေသည်ခဏနေနေဝင်တော့မယ်ဗျညစာလေဘာမှမစားရသေးဘူး ပြီးတော့ကြုတ်ချေတော့ကလည်းပူပူနာလာတယ်ဗျနင်းနေတော့မှဖြစ်မယ်ဟုတ်ပြီလေဒါဆိုလေဒီဖတီတဲမှာဒီတညနာကြတာပေါ့ဖတီကကရင်သားဆိုတယ်ဒီပညာဟန်းချက်တာကဒဝေလက်ရာအတိုင်းကောင်းပါဗျာဝချမ်းကွက်ထဲမှာဟင်းတစ်ဖက်ကိုအင်ဘက်ထမင်းပုံလေးတို့ထန်နေလိုက်ရင်မောင်ရင်ကပြောလိုက်သည်ဒီဟင်းကိုဘယ်လိုခေါ်တာ မောင်ရိတ်နဘီမကြီးကြီးကမေးလိုက်ချင်းတော်ဝဲလို့ဆိုပညာဟန်ပေါ့မင်းတို့간သားတွေလို့ဆိုရင်တော့ငပြောကိုဟင်ပေါ့လေဘယ်လိုလဲစကောက်ရင်လားကြီးကြီးကကောင်းကြီးပြောင်းလိုက်ဤဒါနဲ့ဒီကမိစုကတဝဲသူမဟုတ်ဘူးပေါ့ဖဒီကကြီးကြီးကိုမေးလိုက်သည်မိစုဆိုတာတဝဲလို့ခေါ်တာလူငယ်တွေရှေ့မှာတက်ခေါ်တာမျိုးပေါ့နောက်တစ်မျိုးတဝဲသားလို့လည်းခေါ်တယ် ကောင်းလေးဆိုရင်ရောဖဆုလို့လည်းခေါ်တယ်ညှောဝဲသားလို့လည်းခေါ်တယ်တွန်းနောက်မော်ရင်ကပါတီဘက်သို့ပြောင်းပြလိုက်သည် ဟုတ်တယ်ပါတီသူကတဝဲလူမျိုးပါဒါပေမဲ့ရန်ကုန်မှာပဲကြီးတော့တဝဲစကားကိုသိမ့်မတက်ဘူးဩမျိုးကလာတာကိုဒါကြောင့်လူပုံစံလေးကနုနုနေနေလေးဖြစ်နေတာကိုအမဲကြောင်လုံးမျိုးကင်ပုံကတော့တကယ်စစ်သားဟန်ပန်တော့ဖတီစကားကြောင့်ကြီးကြီးမျက်နှာတစ်ချက်ဖြစ်သွားသည် ဒါနဲ့ပါတီနေ့လည်းကအော်ဆိုလာတာဒဝဲကော်ထောင်းတဲ့ချင်းနော်ကရင်ကဒဝဲတဲ့ချင်းလဲရတာပဲရောဖာဒီကပြောလိုက်သည်ငါလဲဒဝဲသားတပိုင်းဖြစ်နေပြီလေကွာဂျပန်ကိုချတော့ကဘကဘကကိုကျော်တင်းတို့အခုဗမာတက်တဲ့ကကိုပလာတို့ဒဝဲသားတွေနဲ့ကြီးတွဲခဲ့တာကိုကွာဒီတဲ့ချင်းတွေရတာပေါ့ဘာလဲကရင်လိုဆိုတာလဲနောက်ထောင်ချင်လို့လား ငါအိတ်ရတဲ့ကဆိုပြမယ်ကွာဖတီကဒုက္ခကြရင်ရှိသောစစ်တုံးရေဘူးထဲမှအရက်အနေငယ်ကိုမော့ကတဲပေတစ်ပင်နှစ်ပင်ကြားတွင်တန်ထားသောပကက်တွင်သို့ဝင်သွားလေသည်ထို့နောက်ခင်ရင်တခြင်းတစ်ပုဒ်ကိုဆွဲဆွဲငင်းငင်းဆိုလိုက်၏မိဘုံနဘေးတွင် မောင်ရင်နှင့်ជីជីတို့သာကြံရတော်သည် မောင်ရင်ကဖတီခက်ပေးထားသောရေဘုံထဲမှရေနှင့်လက်စေးရန်မတ်တက်ရလိုက်၏ ို့သောခြေထောက်တန်ရကြောင့်မနေအာယုန်ရ၏ជីကြီးကရေပုံနာသို့ထားသွားကသူမ၏လက်ကိုစေးလိုက်၏ထို့နောက်မောင်ရင်အနာသို့ရေပုံကိုယူလာပေးသည်ကျေးဇူးပါမကြီးကြီးជីကြီးကခေါင်းတစ်ချိန်ညင်ပြပြီးမိဘုံနှစ်ဘေးတွင် ပြန်ထိုင်နေလိုက်သည်ရှင်ခုနကပြောတဲ့ကော်ထောင်တစ်ချင်းဆိုတာဘလိုမျိုးလဲမောင်ရင်က ပြုံးလိုက်၏ကမြကဒဝေမှာမကြည့်ခဲ့ပေမဲ့ဒဝေတလေးတွေကိုတော့စိတ်ဝင်တစားရှိတာပဲ။ ကောထောင်တခြင်းဆိုတာက1900ဇူလောက်ခရဲကတဝေသားတွေတည်ဆိုခဲ့တဲ့တခြင်းမျိုးစားပဲရွာတရွာမှာဖျားစီတီတဲတော့မယ်ဆိုရွာသူရွာသားတွေအားလုံးကဘုံကြီးကျောင်းမှာစုကြရတယ်လူမျိုးကာလာသားတွေကာလာသမီးတွေကစီတီတဲတဲ့နေရာမှာသုံးမဲ့တရွတ်ကော်ကိုကျင်းညက်စီကန်အောင်ထောင်းကြရတဲ့အခါဒီတခြင်းကိုအပြန်လန်းစိုးပြီးထောင်းကြတဲ့တခြင်းနဲ့မာကိုကတရွတ်ကော်ထောင်းတဲ့အခါပါဝင်တဲ့နီးစနစ်တွေကိုပါထိဆက်ထားတော့ ဒီတခြင်းကိုထိမ့်သိမ့်တည်ဆိုခြင်းအားဖြင့်ရှေးတရုတ်ကောထောင်းနီးကိုပါအစစ်စစ်လက်စစ်ကန်သိရတာမျိုးပေါ့ကောထောင်းနေပုံမျိုးလားကိုဝက်ထားတဲ့တခြင်းပေါ့ဟုတ်လားဟုတ်တယ်တခြင်းထဲမှာပါတဲ့ကောထောင်းနီးဆိုကျွန်တော်ဆိုပြမယ်နားထောင်ထူးနသဲနာအမြစုအုတ်ရှိဂျိုထုရေတမှုထန်လေးနောက်ထပ်နေမှုမတ် ွဲကော်ငားမှု၆စုအုံတုံနောနောမလွဲမောင်းစုံသည်မှာထဲကပုံလက်စုံနောမဲတွဲရှိရဖဲမြဝမ်ပန်တာတဲ့လေးအေးအေးအေးနောက်ထောင်လူကောင်းတာပဲအတိတ်ဘယ်ကပါတယ်လေထုံးတဲ့တဲ့ကိုအညီများစု ုပ်ရှိသည်ကြိုးထားတဲ့အရေးအုံမုတ်ခွက်တမုတ်တင်လဲရေနှမုတ်ကျွဲကော်ရငါးမုတ်အုံတုံကြီးခြောက်မုတ်ကို မောင်းဆောင်မှာထဲပုံမှာတဲ့ပြီးတော့မောင်ရင်ကစကားကိုခိတရက်လိုက်သည်ထို့နောက်ရှေးသို့ဝဲကြနေသော သူ၏သပင်ရှေးကောက်ကောက်များကို အနောက်သို့လှန်တင်လိုက်၏ထို့နောက်မိဘမှာအလင်းရောင်ပြန်ဟန်နေသောကြီးကြီးမျိုးလုံးများကိုစုံအောင်ချိလိုက်သည်ပြီးတော့မင်းနဲ့ကိုနဲ့ လက်ချင်းဆုံတွဲပြီးတော့အတူတူရှေ့ဆက်အလုပ်လုပ်ရတော့မှာမို့ဝမ်းသာပျော်ရွှင်မိပါတယ်တဲ့စကားဆုံးသူနဲ့မောင်ရင်ကជីជីကိုပြုံးပြီးကြည်နေသည်ជីជីကခြောက်လုံးမျိုးတနက်ကိုထုတ်ကားမောင်ရင်ဤကောင်းနေသောညာဘက်ခြေတော့ကိုချိန်လိုက်သည်အကျိုးစော်အကံမောတဲ့စကားပုံရှိတယ်ကောင်းနေတဲ့နောက်ခြေတော့တစ်ဖက်ပါပြစ်ချိုးပြလိုက်မယ်ကျမဟုတ်ပါမှတ်လေအမောင်ကိုအဖော်ပြုတ်ကား အစာရှာကြသောတွန်ရိုင်းတို့၏အတံမအပညာသည်တိတ်ဆိတ်လျက်မိဘုံမှမိသည်လဲပါလက်လက်သာလင်းတော်သည်စောလာလာဆိုသည်ကရင်ကြီးရော မောင်ရိမ်မှသူမတဲနှင့်ခက်လန်လန်ရှိ ဆောင်ပကက်များပေါ်တွင်အိမ်မောကြနေကြပြီជីជីတယောက်သာ တဖက်ရဲ့မုတ်ဆိုးတဲကလေး၏အပေါ်မှာအိမ်မပြောနိုင်ငါဘာရီရှောက်လို့နေတာလဲဘာလို့ဒီခကြီးကို ထွက်လာခဲ့တာလဲជីជីကိုကိုကိုပြန်မေးနေမိသည် တခါမှမမြင်ဘူးသေးသည့်တူမတော်သည့်မိန်းကလေးအတွက်တခါမှမရောက်ဘူးသေးသည့်တဝေးတရက်ချောင်းမျိုးတို့အပြင်ဒီတော်ဒီတောင်ကြီးတဲ့ဒစိမ့်ဒစိမ့်ယောက်ျားတဦးနဲ့ရောက်လာခဲ့ရသည်ငါကိုရောမိုးကြီးကသူ့အတော်ဖြစ်တတ်မှတ်ပါလေလားငါလာခဲ့တာမှားများမှားပြီလားနောက်မောင်ရင်ဆိုသည်သူတခါတည်းကသူမပေါ်မယူသားသည့်အရေးအယောင်သဘောကျသည့်အရေးအယောင်ကပြတတ်သည် သူ့ပုံစံကသပင်းရှိလိန်ကောက်ကောက်နှာရန်ပေါ်ပေါ်အယံမြင်မြင်ခန္ဓာကိုယ်ချက်ချက်ရရနဲ့ယောက်ျားတယောက်အနေဖြင့်ကြည့်လို့ကောင်းတော့ညာอืมတော်သားကတော်သားပါပဲယခုသူမလက်ထဲတွင်တနန်းရှင်နေသည်ဟိုကရင်ကြီးပြောစကားအရဒီအနီးနားတဝိုက်မှရွာများတွင်တက်မတော်စီကြောင်းများလည်းရှိနေသည် သူတို့နှင့်သူမအချိန်မရွေးသွားပူပေါင်းနိုင်သည့်အခြေအနေဤ တက်မရော့စစ်ကြောင်းနှင့်ပူးပေါင်းလိုက်ပြီးအကျိုးအကြောင်းရှင်းပြကာမနေ့ကပြောသည့်စောဖြာဆိုသည့်ဘာကပစကံကိုလိုက်ခါမိုးကြီးကိုရှာဖွေမိဆိုရင်းရောစစ်စင်ကြီးကင်တွဲတဲ့တမ်မှုကကိုကြီးကိုရာကိစ္စကိုလက်ခံမှာမလားလက်ခံခဲ့သည့်ရှီအောင်တိုက်ပွဲတွေဖြစ်လာရင်မိုးကြီးလေးအသက်အန်ဒရီယောစိတ်ချရပါမလားမောင်ရင်နဲ့ဆက်လိုက်သွားရင်ရောသူမဟာစမှုထမ်းတယောက်ဖြစ်ကြောင်းကွန်မြူနတီတွေကသိသွားကြရင်ရော မရေရသောအတွေ့များစွာဖြင့်ကြည်ကြည်တပြင်းချလိုက်၏။ဗာရီများတွေ့ပြီးရင်မောနေတာလဲမှတ်ကြည့်ကြည့်စိတ်ချပါ။ခမရတူမလေးရှိရာကိုကျွန်တော်မရောက်ရောက်အောင်ခေါ်သွားပေးမှာပါ။ဂတိပေးပါရယ်။ရုတ်တရက်မောင်ရင်အတန်းကြောင့်ကြည်ကြည်က၆လုံးပြူတနက်ကိုဇက်ခနေကောက်ကထထိုင်လိုက်သည်။မောင်ရင်ကမိဖို့ပေးတွင်ငုံတုံထိုင်နေ။ကျွန်တော်လဲခြေထောက်ကနာလာလို့အိမ်မပြောတာနဲ့လာထိုင်နေတာပါ။ ခင်ဗျားခဏခဏတက်ပြင်းချနေတာတွေကိုလည်းကြားပါတယ်မက်ကြီးကြီးအဲ့မပြောရင်ဒီမှာလာထိုင်မလားစကားပြောရတာပေါ့ကြည်ကြီးအတနက်ကို သူမကားရင် ထိုးလျက်အော်တိုဆင်လာသည် မောင်ရိန်နှင့်မျက်နှာချင်းဆိုင်တတော်မော်ရင်ထိုင်လိုက်၏မက်ကြီးကြီးကတဝဲကိုတကားမှမရောက်ခဲ့ဘူးဘူးလားဟုတ်တယ်ကျမလေးနဲ့သမီးမအမေနဲ့ဖေခွဲတယ်အမေကအမရှိရီကိုခေါ်ပြီးတဝဲကို ပြန်သွားခဲ့တာအမှန်တိုင်းပြောရရင် အမေမဆုံးခင်ကရောအမရီရီတော်မကိုခင်ကာလာကားထိသူတို့နဲ့ကျမတကားမှအပြင်းမမတွေ့ခဲ့ဘူး။စာချင်းသာအဆက်အသွယ်ရှိခဲ့တာပါ။ဒါနဲ့များတောင်ခမကတကားမှမတွေ့ဘူးတဲ့အမရဲ့သမီးကိုတလောက်အမနေများတဲ့နေရာထိလိုက်ရှာတယ်နော်။ကျမဖေကတူရဲတော်သား။အဖေနဲ့အမေကွဲပြီးတော့လေအဖေကအရင်နဲ့လောင်းကစားရဲမှာပဲအချိန်ဖြုံးနေခဲ့တာ။ကျမကအဖိုးဘွားနဲ့နေခဲ့ရတာ။ အခုတော့အဖိုးအဖွားရောအဖေရောမရှိတော့ပါဘူးတဝယ်မှာရှိနေတဲ့အမေနဲ့အမကလည်းဆုံးသွားပြီမိုးကြီးလေးဟာကျမရဲ့တူရဲတော့တွေ့ရင်တာရင်မိသားစုဝင်ပဲသူ့အတွက်သူ့အနာဂတ်အတွက်ကျမမှာတာဝန်ရှိတယ်ဒါကြောင့်သူ့ကိုမရရအောင်ခေါ်ပြီးပြုစုပြူထောင်မှုကျမဆုံးဖြတ်လိုက်တာပဲလေးစားပါရဲမက်ကြီးကြီး ခမရမှာခမရမှာရေပေါ်မက်ကြီးကြီးလိုပဲခိုင်မာပြတ်သားတဲ့စိတ်မျိုးကိုကျွန်တော်တွေ့ရပါတယ် မရီရီကတော့တဝဲဒေတာကိုချစ်မြတ်နိုးပြီးဒီဒေတာအတွက်ပဲအသက်ပေးသွားရရှာတယ်။ဒီဒေတာအတွဲဟုတ်လား။ရှင်တို့ကကွန်မြူနီတီမဟုတ်လား။ဒီဒေတာမှာရှင်တို့ဖန်တီတာကအစိုးရကို ပုံကန်တဲ့စစ်ပွဲတွေကလွဲပြီးပါများရှိလို့လေ။ကြီးကြီးစကားကိုမောင်ရင်ကခွန်းတုံမပြန်မဲသဘောကြကြပြုံးလိုက်သည်။ကျွန်တော်တို့တဝဲဒေတာဟာခရစ်နှစ်952ခုနှစ်လောက်ကလေးကမြို့ဟောင်းတွေတည်ရှိခဲ့တဲ့နေရာပါ။ 16ရာစုတပင်ရွှေကြီးဘရင်ခေတ်ကစားလို့ဒီနေ့ကာလအထိခေတ်အဆက်ဆက်စစ်လန်ချောင်းပေါ်မှာကြာရောက်ခဲ့ရတဲ့နေရာပါမက်ကြီးကြီးစစ်ပွဲရဲ့အနှိမ့်ထာယုံတွေကိုဒီဒေသခံတွေဟာတမိုင်းနဲ့ချီပြီးခံစားခဲ့ကြရတာအခုဗမာစစ်တပ်ကအညိုတကြီးနဲ့လိုက်လံနှိမ်နှင်းတပ်ဖြတ်နေတဲ့ဗမာပြည်ကွန်မြူနစ်ပါတီဝင်ရဲဘော်တွေတဝဲအမျိုးသမီးတမကအဝင်တွေဟာလည်းတချိန်ကဗမာလွတ်လပ်ရေးတပ်ပွဲမှာပါဝင်ခဲ့သူတွေ BIA တပ်တွေယူရီးယားကနေ ကန့်ချနာပူရီလမ်းကြောင်းအတိုင်းဗမာပြည်တော်ဝင်ချိန်မှာကူညီပေးခဲ့တဲ့သူတွေချီပါပဲဟုတ်ပါပြီကျမမပါဝင်ခဲ့တဲ့တဝဲအမျိုးသမီးသမက်ကဆိုတော့ကိုရောစိတ်ဝင်စားတယ်သူတို့ကရောဘာကဘာကဖွဲ့စည်းပေးထားတဲ့အဖွဲ့စည်းပဲလားဒီလိုဗျဗမာပြည်ကွန်မြူနစ်ပါတီက1939မှာစတင်ဖွဲ့စည်းတယ်တဝဲအမျိုးသမီးသမက်ကကတော့အဲ့ဒီမတိုင်ခင်1938ခုနှစ်1300ပြည့်အရေးတော်ပုံကာလမှာစတင်ဖွဲ့စည်းခဲ့တာ အဲ့ဒီတုန်းကတော့တပိတ်ဆူရဖြစ်တဲ့တဝဲဈေးကြီးမှာစတင်ဖွဲ့စည်းခဲ့ကြတာမို့လို့ဈေးကြီးတမကားလို့လည်းခေါ်ကြတယ်။တဝဲအမျိုးသမီးတမကားရဲ့မူဝါဒကတော့ဝင်တာနုစိတ်တတ်နဲ့လုံးဝလွတ်လပ်ရေးပဲ။ကျွန်တော်ခုနကပြောသလိုအင်္ဂလိပ်ဒေါ်လာရင်းရောဖက်စစ်ဒေါ်လာရင်းမှာပါတဝဲအမျိုးသမီးတမကားဟာတခြားအဖွဲ့အစည်းတွေနဲ့အတူအမြဲလက်တွဲခဲ့တာပဲ။တခုရှိတာကတမကားခေါင်းဆောင်တွေထဲမှာဗမာပြည်ကွန်မြူနတီပါတီခေါင်းဆောင်တွေရဲ့ဇနီးတွေပါနေကြတာပဲ။ဥပမာ တခင်ပါသိန်းတင်ရဲ့ဇနီးဒေါ်မိမိလေးတို့တခင်ပါစီရဲ့ဇနီးတခင်မဒေါ်အားရှာတို့ပေါ့ခမရဲ့အမမရည်ရည်ဟာလဲတမကခေါင်းဆောင်တွေထဲမှာပါတာပေါ့ဘာကပါတော့ကိုသွားတဲ့အခါဖဆပါလာအစိုးရကကမ္ဘာနစ်ပါတီနဲ့မိဖက်လိုဖြစ်နေတဲ့တဝဲအမျိုးသမီးတမကကိုလဲတခါလေးဖြိုခွင်းမှုစူးစမ်းတာပေါ့ဗျာอืมရှင်ကတော်လေးကိုပြောနိုင်စုံနိုင်တာပဲကျမရှင်နေစကားပြောမိတိုင်းသတိထားမိတာတခုရှိတယ်ရှင်က တဝဲသမိုင်းကြောင်းနဲ့ပတ်သက်ရင်ခုနှစ်သက်ဂရက်တရီနဲ့ပါထိထိပြောနိုင်တာပဲရှင်ကအစာတော်လေးဖတ်တာပုံပဲရှင်းစာဖတ်အားဘလို့လို့တော်ရဲကတပုံဖြစ်နေလဲကျမစဉ်းစားမိတယ်မောင်ရင်ကဟဲ့ပပယ်ရေလိုက်သည်ကျွန်တော်ကရန်ကုန်တက်သူမှာသမိုင်းပညာအဓိကနဲ့ဘွဲလွန်တက်ခဲ့တဲ့သူတယောက်ပါပမောက်ကလူးစ်တို့ဒေါက်တာတန်းထွန်းတို့ရဲ့တပည့်ပေါ့53ခုနဲ့မှာဝီဒီမျိုးအောင်နဲ့ပတ်သက်တဲ့ ပွဲလုံစာရန်ကို ပြုစုဖို့ကျွန်တော်တဝဲကိုပြန်လာချိန်မှာမှဒေါကိုပြစ်ခဲ့တာជីជីကမောင်ရင်ကိုတန်တော်ကြည်လိုက်သည်ဩရှင်ကတက္ကသိုလ်ကျောင်းသားကိုဒါနဲ့များကျွန်တော်ကွန်မြူနတီပါလို့ဖြစ်ရလေလို့သိချင်တာမဟုတ်လားဖြစ်တဲ့လို့ဖြစ်နေရတာပါ လူတုလူဒန်းစားတိုက်ပွဲကကျွန်တော်ယုံကြည်ချက်ပဲနောက်ပြီးတော့ဒီဒီသားအလူတွေပေါ်မှာ ကျွန်တော်တို့မျိုးရိုးစင်ဆက်တမိုင်းကျွေးတွေတင်နေခဲ့တယ်ဘလို့ ရှင်ပြောတာကျွန်မနားမလည်ဘူးကျွန်တော်အဖိုးရဲ့အဖေဟာအင်္ဂလိပ်နယ်ချဲ့ကိုပထမဆုံးတော်လှန်ခဲ့တဲ့တဝဲသားတစ်ယောက်ပဲသူ့နာမည်ကရေဝင်ဦးတာတဲ့ဒါပေမဲ့တမိုင်းမှာတော့အဖိုးဟာဒီတဝဲဒေသကိုအင်္ဂလိပ်တွေလက်ထက်ထိုးအပ်ခဲ့တဲ့သစ္စာပေါင်းတစ်ယောက်လိုပဲမှတ်တမ်းတင်ခံခဲ့ရရှာတယ်။ခမ ्या စိတ်ဝင်စားရတယ်ဆိုရင်တော့ကျွန်တော်ပြောပြချင်ပါတယ်อืมจม้าเซ่ဝင်စားပါတယ်အိတ်မပြောမဲ့တူတူတော့နားထောင်မယ်လी မောင်ရင်ကခေါင်းကိုငိမ့်ပြလိုက်သည် သူ၏မျက်လုံးများသည်ရှေးတူချူရှိမိကျောက်မီလီယံများကိုစူးစူးဆိုင်ဆိုင်ကြည့်နေရင်လွန်ခဲ့တဲ့နှစ်ပေါင်း140ကျော်လုံးခါပေါဟုတ်ကဲ့ပါရှင်အကန့်ရှိကိုလည်းဆက်လက်ပြီးတော့ဆောင်မျောနာဆင်ပေးကြပါအောင်နော်ဆရာခက်စောရေးသားထားတော့တဝဲနှင်းစီဝတ္ထုမှအကန့်ကုန်ကိုဆက်လက်ဖက်ပြပြီးသွားခဲ့တာပဲဖြစ်ပါရဲ့ရှင် နောက်ဆက်ပြီးခဲ့ကြတဲ့ရွေဦးမိသားစုဒုတိယချင်းစီတိုင်းကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်နော်။ရွေဦးမိသားစုများအားလုံးလေးဘေးရန်တွေပေါင်းမခင်ဝင်တို့ကျန်းမာကြပါစေရှင်။